ီကနေ့လေးမှာတော့ဆွေအလေးချိန်ကြောင်းလဲသတ်မှတ်မှုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်။ချမိတ်ဆွေများအားလုံးပဲမင်္ဂလာပါ။ဇွဲထက်ကိုအန်ဂျော်ရဲ့ YouTube Channel လေးကနေကြိုဆိုလိုက်ပါတယ်ရှင်။ဒီ2025ခုနှစ်နှစ်စမ်းပိုင်းမှာကြောင်းလေးတက်မှတ်လိုက်တဲ့ရွှေအလေးချိန်စနစ်တွေဟာဘယ်လိုရှိလဲ။ဘာရီကြောင်းလေးတက်မှတ်လဲဆိုတာကိုသိရှိဖို့ဒီဗီဒီယိုလေးကိုဆက်တည်လိုက်ရအောင်နော်။ ရွှေအလေးချိန်ကြောင်းလဲတတ်မှတ်တယ်ဆိုတာကအရင်ကရှိသေးတာစက်ပေးရွေးစနစ်ကိုကြောင်းလဲတတ်မှတ်တာမဟုတ်ဘဲနဲ့ရွှေတစ်ချက်သားမှာပါဝင်တဲ့အလေးချိန်ကိုကြောင်းလဲတတ်မှတ်လိုက်တာပဲဖြစ်ပါတယ်ရှင်။ Grand ချိန်အပြင်ရခင်ကရွှေတစ်ချက်သားမှာ16.636 Grand အထိပါဝင်ပြီးတော့ယခုစနစ်တစ်ချက်သားမှာဆိုရင် Grand ချိန်အပြင်16.39 Grand ကိုကြောင်းလဲတတ်မှတ်လိုက်တာဖြစ်ပါတယ်ရှင်။ရခိုင်စနစ်ဟောင်း16.636 g မှာရွှေတဘဲဟာ1.33 g ရှိပေမဲ့ ယခုလက်ရှိ16.39 g မှာရွှေတဘဲဟာ7.3293 g ကိုပြောင်းလဲသွားမှာဖြစ်ပါတယ်ရှင်။ရွှေတရင်းမှာဆိုရင်လည်းယခင်3.12 g ကနေယခု3.12 g ကိုအတိအကျပြောင်းလဲသွားမှာဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင်ရွှေအလေးချိန်ပြောင်းလဲသတ်မှတ်မှုနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုသိရှိသွားကြမယ်လို့ထင်ပါတယ်ရှင်။နောက်ထပ်ဘလို့အကြောင်းအရာတွေကိုသိချင်သေးလဲဘာတွေကိုတိကျက်ပေးရအောင်လဲဆိုတာကိုကွန်မန့်လေးမှာအကြံပြုပေးခဲ့ပါအောင်နော်။ ွင့်စားစရာအကြောင်းအရာတွေကိုစိတ်ဆက်မပြတ်တင်ဆက်ပေးသွားမှာမို့ဇွဲတက် YouTube Channel လေးကို Subscribe လုပ်ထားဖို့တိုက်တွန်းလိုက်ပါရစေရှင်။